ပဝန်းကျင်ထိန်းသိမ်းမှုအတွက်အာမခံချက်မရှိတာကြောင့်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကစိုးရိမ်မှုတွေမြင့်တက်လာနေပေမဲ့အင်ဒိုနီးရှားနိုင်ငံဟာတရုတ်ကုမ္ပဏီကြီး CATL ရဲ့ကြောထောက်နောက်ခံပြုမှုနဲ့ဒေါ်လာ9.6ဘီလီယံတန်တရက်စစ်ကားဘက်တရီထုတ်လုပ်ရေးစက်ရုံမဟာစီမံကိန်းကြီးတရက်ကိုတနည်းတွင်နေက အုံမြင့်ချတဲ့လုပ်ငန်းလှုပ်ဆောင်လိုက်ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာကမ္ဘာအကြီးဆုံးနစ်ကယ်ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီးကြီးမားလာတဲ့တပ်တုတိုက်ကိုအသုံးချဖို့ကြိုးပမ်းလျက်ရှိနေတာပါ။ 2020ခုနှစ်မှာပြည်ပတင်ပို့ခွင့်ပိတ်ပင်လိုက်တာကြောင့်လျှက်စစ်ကားဘက်ထရီထုတ်လုပ်ရေးလုပ်ငန်းနဲ့တန်ကြီးမတက်တံမဏိထုတ်လုပ်ရေးလုပ်ငန်းတွေပြည်တွင်းမှာတဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ဒေါ်လာ4.9ဘီလီယံတန်လျှက်စစ်ကားဘက်ထရီထုတ်လုပ်ရေးလုပ်ငန်းကိုအရှိတ်အဟမရှိတဲ့ဟာမာဟီယာကျွန်းမှာပြုလုပ်မှာဖြစ်ပြီးဒေါ်လာ3.2ဘီလီယံတန်ယင်းနှီးမြှုပ်နှံမှုကိုအနောက်ဂျာဘာမှာပြုလုပ်မယ်လို့စွန့်ဝင်ဝင်ကြီးဘာလီ လာဟာဒါလီယာကပြောကြားသွားပါတယ်။ အဲ့လိုပြောဆိုနေတဲ့အချိန်မှာသမရပရာဘိုရိုဆိုဗီယန်တိုလည်းအတူရှိနေပါဗျ။ကျွန်တော်ရဲ့တွက်ချက်မှုရတိတ်ကြမှာမဟုတ်ပါဘူး9နှစ်ကနေ6နှစ်အတွင်းတိုင်းပြည်တွင်းမှာစွိုင်းအင်ပူလုံနိုင်ပါတယ်လို့အနောက်ဂျာဘာကျွန်းကာရာဝမ်မှာကျင်းပတဲ့အုတ်မြစ်ချအခမ်းအနားမှာပြောကြပါရယ်ပြန်လည်အားသွင်းနိုင်တဲ့ဘက်ထရီထုတ်လို့ရေးမှာအဓိကအစိတ်ပိုင်းဖြစ်တဲ့ကတ်တုတ်ချောင်းတွေထုတ်လုပ်တာနဲ့တတုတူဖော်တာအရေကြိုတန့်စင်တာတွေကို ဟာမာရီယာစက်ရုံမှာစူးစိုက်လှုပ်ဆောင်မယ်လို့ဘာလီကပြောခဲ့ပါရယ် လွတ်သောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝင်ပြည်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။